ီယိုမှာကတချို့ပြင်ပမာဒီအလားပါကုထုံးတွေကိုလုတ်ချင်တယ်ဒီလိုမျိုးထူးသဖြင့်ဘိုတော့ဆိုလာကျိုးတွေထိုးချင်တဲ့လူတွေအတွက်တော့အများကြီးကျိုးရှိမယ်လို့ထင်တယ်မနေ့ကကြမှာတစ်ခါလုတ်တာအမြင်နဲ့လုတ်လို့လည်းမရှိဘူးရှိတစ်ခါလုတ်ချင်တဲ့ဟာလေးတွေတက်တီတွေအများကြီးစုပြီးတော့ငွေစုပြီးတော့တွားတဲ့လူတွေအတွက်ကိုဒါဒါဟိုစဉ်းစားမဲ့ point လေးတွေကိုတော့ထည့်ပြောတာဖြစ်တယ် ပမှာ aesthetic treatment တွေအလှပရေးရာကုသမှုကုထုံးတွေကိုခံယူတဲ့အချိန်ကြာရင်ဘာတွေတည်ထားဖို့လိုမလဲဆိုတာမေးကြတယ်။ပြီးတော့လဲတောယူခဲ့ပြီးတော့မှပြဿနာတွေတက်ပြီးရောဒေါက်တာဆီကိုရာလာဖူးတဲ့လူတွေလည်းရှိတယ်။အဲ့တော့ဒီဗီဒီယိုမှာတတိထားတဲ့အချက်လေးတွေပေါ့ပြီးပမှာအာလုတ်သွားလုံးမယ်ဆိုရင်တတိထားတဲ့အချက်လေးတွေကိုတော့ဒါဒါဥပမာလေးနဲ့တော့ပြောပြချင်တယ်။ မင်္ဂလာပါဒေါက်တာယူရီပါအလှပရေးရဆရာမဖြစ်ပါတယ်အမျိုးသမီးလူငယ်တွေတို့ရဲ့ပန်းကလေးများအကောင်းဆုံးဖြစ်ဖို့ဆိုတဲ့စာအုပ်လေးကိုထုတ်ဝေရေးသားထားတဲ့သူလည်းဖြစ်ပါတယ်တန်းန်းလည်းရှိတယ်အဲဒါအစီမှာဖီလာကြောင့်ဒီကောင်းစီရဆိုတဲ့အကြောင်းရင်းတကူရေးတန်ရှင်းမှုနဲ့အနန္တကင်းစင်ချင်းဆိုတဲ့အကြောင်းလေးရောတော့တန်းန်းတော့ဖွင့်လာတယ်အဲအကြောင်း Telegram Channel ကနေပြီးတော့ Podcast လေးနဲ့ပဲမျှဝေတာဖြစ်တယ်ပေါ့နော်အာနောက်တော့အဲ့ဒါအကြောင်းဒရော့စီမာဒီ online consultation ပြနေတာပဲဖြစ်ဖြစ် online ကနေပြီးတော့လူနာပြတာပေါ့နော် အဲ့ဒီဟာပဲဖြစ်ဖြစ်အရေးပြအကြောင်းဆွေးနွေးကြတာဖြစ်ဖြစ်သင်တန်းလေးတွေအချင်တာပဲဖြစ်ဖြစ်တော့မဟုတ်ဒေါက်တာရဲ့စာအုပ်လေးကိုအော်တိုဘာလကုန်မှာထွက်မဲ့ဒေါက်တာရဲ့စာအုပ်လေးကိုပရီအော်ဒါလေးပဲတင်ကြတာပဲဖြစ်ဖြစ်ဆိုရင်တော့တခုမြင်တာရခန့်ချင်တာကြတော့ Facebook ကနေပြီးတော့ပဲပြောပေးပါအဲဒီ Facebook မှာဒေါက်တာယူရီလို့ရှာလိုက်ပါရှာပြီးရဲ့ချိန်ကြရင်ဒီ chat box ကိုတစ်ခါတန်းသွားပြီးတော့ကိုလိုချင်တဲ့ service လေးကိုပြောလို့ရပါတယ်အက်ဒမင်တွေကတော့အမြဲတမ်းအချိန်ပြေးတော့အဲ့ချိန်မှာရှိပါတယ် အဲ့ဒါစီကိုကြတော့အခုဒီပြပမှာအဒီဖီလာတို့ဂျိုးတို့သွားထိုးတယ်သွားထိုးပြီးတော့ဒီပြဿနာလေးတွေဖြစ်ပြီးတော့ဆူဂျိုးတွေရလာပြီးတော့ဒရက်စီမှာလာမေးရပေါ့ online မှာပြီးပုံနေတဲ့ကလာပြကြတယ်ပေါ့နော်အဟာ3ယောက်4ယောက်တော့ရှိပြီပေါ့နော်အဲ့ဒီအချိန်မှာကြတော့ဟဲ့ ငါတခုခုတော့ဗီဒီယိုလေးတော့လုံးမှပဲရမယ်ပေါ့เนาะအဲ့လိုလေးတော့ဖြစ်တယ်ဘာလို့ဆိုပြီးပေါ့ရောက်သွားပြီဆိုမှတော့ဒီမြန်မာပြည်မှာပြန်လာပြီးတော့ဟိုခဏပြန်လာဖို့လည်းတချို့အဆင်မပြေကြအောင်အဲ့လိုတချို့ကဖီလာလေးတွေထိုးကျင်တယ်ကြိုးလေးတွေထည့်ကျင်တယ်အော်လုံးမှလည်းရမယ်ဆိုတဲ့အနေထားတစ်ခုဖြစ်နေတဲ့အချိန်မှာသွားလောက်ကြတယ်ပေါ့ လုံကြတော့တော်ချင်းမှရောက်လာတာကြောင့်ကြိုးထိုးတာကိုသူကြိုးထိုးပြီးမှအာဒရက်စီကိုဒါပြဿနာဖြစ်တဲ့အချိန်ကြမှာလာပြတာပေါ့နော်သူအဲ့တော့သူ့ရဲ့ပြဿနာကဘာလဲဆိုတော့သူထိုးခြင်းနဲ့ကြိုးပါနှာခေါင်းကြိုးထိုးခြင်းလားနှာခေါင်းကြိုးထိုးခြင်းလားဒီနှာခေါင်းမှာထိုးခြင်းလားပေါ့နော်ဒါပေမဲ့ဟိုဘက်မှာ communication error ဖြစ်တဲ့တော့အဟိုဘက်ကလည်းအသူတို့ language နဲ့ပြန်ပြီးတော့ရှင်းပြတဲ့အချိန်မှာသူကသေချာ နားမလည်ဘူးပြီးတော့ဘာတွေမေးရမယ်ဆိုတာကိုလည်းသူကမသိဘူးပြီးတော့သူလိုချင်တဲ့ဟာကိုလည်းပဲတည်တည်ကြကြမပြောပြနိုင်တဲ့အချိန်မှာနှာခေါင်းကျိုးထိုးတယ်ဆိုပြီးဟိုဘက်ကလည်းနှာခေါင်းကျိုးထိုးပေးလိုက်တာပေါ့အဲ့တော့တို့အဲ့အချိန်မှာသူထိုးသင်းတဲ့တကယ်တမ်းတော့ဒါသူပြကြည့်ရဲ့အချိန်ကြမှာဒါဒါမျက်နှာပုံကြည့်လိုက်တဲ့အချိန်မှာသူရဲ့နှာခေါင်းပုံစံအရာကသူလိုချင်တဲ့ပုံစံဆိုရင်အောက်ကနေပြီးတော့နှာခေါင်းပင့်ပြီးတော့ထိုးမှသာလေအဲသူလိုချင်တဲ့ပင့်တဲ့နှာခေါင်းလေးကိုရမှာပေါ့ဒါပေမဲ့သူသူကဒီအပေါ်ကငိုက်နေလို့ဆိုပြီးတော့တော့ရှောက် စိတ်ဒုက္ခရောက်ခဲ့ရပေါ့တကယ်တမ်းဟိုမှာပေါထုတ်လိုက်တဲ့ချိန်ကျတော့လေသူ့ကိုဒီဟာအပေါ်ပဲထထုတ်ပေးလိုက်တဲ့ချိန်ကျတော့ငိုက်နေတဲ့နှကောင်ပို့ပြီးတော့ငိုက်သွားစီသလိုမျိုးဖြစ်သွားပြီးတော့သူ့စိတ်ကလုံးဝစမပြေတော့တာပေါ့အဲ့တော့တကယ်ကအဲ့ချိန်ကျမှသူလာပြတဲ့ချိန်ကျမှသူ့နှကောင်ကဒီကြိုးထိုးတာတော့မှန်တယ်နှကောင်ကြိုးထိုးတာပဲဒါပေမဲ့ဒီအပေါ်ထိုးရမယ်ကြိုးမဟုတ်ဘူးဒီအပေါ်ကနေပြင်မှသာရင်သူ့ရဲ့မျက်နှာရဲ့အလှကိုပို့ပြီးတော့အဆင်ပြေစီမဲ့အနေထားမှာတွေ့ရပါတော့ဒါပေမဲ့အဲ့ချိန်ကျတော့ဒါကကိုကသူ့ကို ဟိုအနဟိုဒီသုံးသက်ပြရတဲ့အနေထားတစ်ခုမှာကြောင့်သူနှကောင်းကျောကလည်းအပေါ်ကိုလည်းထိုးပြီးွားပြီအဲ့တော့ပြန်ထုတ်ပြန်ထုတ်လို့မရဘူးလားလေဟဲ့လို့ပြန်ထုတ်လို့မရဘူးလို့နှကောင်းကျိုးတွေကလို့ပြောတဲ့အချိန်ထိဒါစောင့်ရင်စောင့်မယ်ပေါ့နော်ဒါဆာဂျူရီလုပ်ပြီးတော့ပြန်ပြီးတော့ချစ်ထုတ်မှာပဲရမှာအဲ့လောက်လောတယ်ဆိုရင်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်ကျတော့လည်းပိုစိတ်ညစ်ပေါ့အဲ့ညီမလေးဘာဖြစ်လို့အဲ့ဒီစေကန်းကိုပြန်မသွားတာလဲဆိုတော့ပြောတဲ့အချိန်ကျအရင်ဝေးတယ်တဲ့အဲ့တုန်းကသူတငယ်ချင်းတစ်ယောက်နဲ့တွိုင်းရင်းနေမှာဒီတိုင်းပဲလှုပ်ဖြစ်လိုက်တာပေါ့နော် အဲ့တော့ဒီမှာသင်ခန်းစာတစ်ခုအနေနဲ့ယူရမှာကကြတော့ဒါတို့ဒီမှာ language barrier ရှိတယ်အော်တချို့တွေလည်းတခြားနိုင်ငံမှာ communicate ကောင်းကောင်းလုပ်နိုင်တယ်လုပ်နိုင်ပေမဲ့ကိုကဘာလို့ချင်တာငါကဘလို့ပုံစံဖြစ်အောင်လိုချင်တာဆိုပြီးရောကြကြနာနာမရှင်းပေးနိုင်တာမျိုးပေါ့ဆိုတော့ဟိုဘက်ကနေပြီးရောကြတော့လေတခါလေကြိုက်ကိုအသေးချာကိုကဘာလို့ချင်မှမသိရောဘာကိုပြောပြပေးရမှမှန်းလည်းမသိအဲ့တော့ကိုထင်ရထင်ကြီးနေပဲကိုကလည်း တော့ပြောလိုက်တယ်ဒါလုပ်ချင်တယ်ဟိုဘက်ကလည်းအော်သူဒါလားမသိဘူးဆိုပြီးသူကသူမှန်းပြီးတော့လုတ်ပေးလိုက်တဲ့ချိန်မှာဒီလိုမျိုးကြိုးထိုးတာတို့ဖလာတို့ဘူတော့စတိုလိုမျိုးဆိုရင်ပို့ပြီးတော့ကျူဆာရတဲ့ထဲမှာပါတယ်အဲ့တော့ဟိုတော့လုတ်မယ်ဆိုရင် language barrier အတက်နိုင်ဆုံးရောအောင်စီစဉ်ရမယ်အပြီးတော့ကိုလိုချင်တာကိုလည်းတေချာ present လုပ်ရမယ်ပြီးတော့သူတို့ဝါကွက်မှန်အန်နဲ့သူတို့ရဲ့ပုံစံလေးတွေကဘလို့ရှိလဲအရင်အလုပ်ဖူးတဲ့ဟာရှိလားဒါတွေကိုမေးမြန်းတတ်ရမယ်အဟဟာကိုစိတ်တိုင်းမကြပဲနဲ့သွားမလုပ်ပါနဲ့ တကယ်တမ်းတော်တို့ဒီစိတ်ငြိမ်တော်တယ်ဆို consultation fees အမြန်ပေးရမြန်မာပြည်မှာမဟုတ်ဘူးနိုင်ငံခြားမှာလည်းအလိုပဲကိုကြိုက်တဲ့လောက်မေးမလုံးချင်ဘူးဆိုရင် consultation fees ပေးပြီးတော့ပြန်လာလို့ရတယ်ဆွေးနွေးကပေးပြီးတော့ပြန်လာလို့ရတယ်ဟိုလှုပ်လိုက်တာနဲ့ပြောလိုက်တာနဲ့လှုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘူးအဲ့တော့အဟာကိုလည်းတည်ထားရမယ်အာပြီးတော့အဲနောက်တစ်ခုကကြတော့အရန်ဝေးလံတဲ့နေရာတွေမှာမသွားနဲ့ဘာဖြစ်လို့ဆိုတော့တို့ဒီပြီးသွားတယ်လှသွားမျိုးမဟုတ်ဘူးအမြဲတမ်းအနည်းဆုံးတစ်ခုခုလုပ်ပြီးရဆိုရင်ရောင်နာရမ်းနာနေရာရှိတယ် အရန်ဟိုကိုလုံခြုံရပါတယ်စိတ်ဖြစ်ပါတယ်ဆိုရင်တောင်မှတယောက်နဲ့တယောက်ကဒီဟာဒီပစ္စည်းတွေကို react လုပ်တဲ့ပုံစံမတူဘူးအဲ့တော့ allergic reaction ဆိုတာအမြင်ရှိနိုင်တယ်အစိုးဆုံးဆုံးအ ਨੇ ဆုံးတောင်မှဒီလိုမျိုးဟာရှိနိုင်တာဖြစ်တဲ့အတွက် ိုအချိန်ဝင်၍ဒီစည်းကမ်းကိုပြန်သွားလို့ရတဲ့ဟာပြန်ပြီးဖုန်းဆက်လို့ရတဲ့ဟာ contact လုပ်လို့ရတဲ့ဟာကိုတောင်းဝန်ယူပေးနိုင်တဲ့ဟာအချိန်တို့အတွင်းမှာမြန်ဆွမ်းစာလုပ်ပေးနိုင်တဲ့စည်းကမ်းနဲ့ချိန်နိုင်တာအကောင်းဆုံးပဲအခုကလုပ်ပြီးပြီးပြီးတော့ပြီးပြန်သွားမယ်ဆိုတော့လေနောက်ထပ်နှစ်နာရီလောက်သွားရမယ်ခရီးတစ်ခုအဲ့ဒီစည်းကမ်းအဲ့လိုပြန်သွားဖို့ကလည်းအဆင်မပြေအလုပ်ကလည်းအဆင်မပြေအော်ပြီးတော့ဖုန်းဆက်ဖို့ဖုန်းနံပါတ်သိလားဆိုလဲဖုန်းနံပါတ်လည်းမသိဘူးအဲတိုးပြီးတော့ပဲဒီတိုင်းပဲဝင်သွားတာကိုလုတ်တဲ့ဆိုင်နံပါတ်တော့မသိဘူးအဲ့လိုညွှန်နေထားတယ်အများကြီးကြုံတဲ့ချိန်မှာ နောက်ပိုင်း complication တွေ့ရတဲ့အချိန်မှာပြဿနာတက်တော့ဟို rarus ကြီးကိုပြင်ရောက်လာတာမျိုးပေါ့အားဟာလေးကတခုပေါ့နော်အဲ့တော့နောက်ထပ် filler filler case တစ်ခုရှိတယ်အားဟာ filler ကြတော့သူအဲ့လိုပဲသွားထိုးတာထိုးပြီးတော့အထဲမှာသူထိုးခံလိုက်တော့ဘာ brand မှန်းလည်းမသိဘာထိုးပေးမှန်းလည်းသူမသိဘူးအာရောက်လာတဲ့အချိန်ကျတော့လုံးဝပြီလိုမျိုးအကြီးကြီးပါမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ပြီအကြီးကြီးဒါအဲ့တော့ပုံနေတော့ပြပြတော့ဒါ confidential ဖြစ်တယ်သူတို့ဒီဟာလာပြတာဖြစ်တယ်တော့ run နေနေတာဒါကြီးကို အာ public ပေါ်မှာတင်ပြဖို့ဒါနဲ့ ethic နဲ့လည်းမညီဘူးဒါပေမဲ့သူတို့ရဲ့ story လေးတွေတွေးကြုံသေးဦးသားနောက်ထပ်လူတွေအစင်ပြေအစင်ပြေပြေပေါ်တော့ကြော်ရွားနိုင်အောင်တော့ပဲဒါချားပြရပဲဖြစ်တော့ပုံနေတော့ဒါမချားပြတော့အဲ့တော့သူဆိုရင်လည်းအများကြီးပဲအကြီးပဲအကြီးပဲဆိုတော့သူကဟဲ့ကိုကဟဲ့အိတ်စီကန်ကိုပြန်သွားလေဘာညာပြောတော့ သူလည်းခုနကလိုမျိုးပဲပြန်သွားမှုစင်ပြေမနေဘူးဒီတိုင်းပဲထိုးလာခဲ့တာဘာ brand လဲဆိုတာလည်းမသိဘူးအဲအဲ့လိုမျိုးပုံစံတွေပေါ့အဲ့တော့ဆီယမ save ပေးလို့ရလားကျွန်တော်ဝယ်တောက်လိုက်မယ်ဆိုတဲ့ဟာပေါ့အဲ့တော့နိုင်ငံခြားမှာတခုရှိတာကလေသူတို့ကပိုးသက်ဆေးတွေ steroid တွေ pronus လုံးတွေပြီးဆီယမ prescription နဲ့ပဲဝယ်ရတာဖြစ်တယ်အဲ့တော့အဲ့ဒီဆီယမ prescription တောင်မှသူတို့နိုင်ငံကပေးတဲ့ဆီယမရဲ့ ထောက်ခံချင်တဲ့ကောင်ဝယ်လို့ရတဲ့ဟာဖြစ်တယ်အဲ့တော့ဒါကစီးရီးပေးလိုက်တယ်ဆိုရင်တော့မှဒါသူတို့စေးရဟိုဘက်မှာရဖို့ကမသေးကြတဲ့အနေထားပေါ့အဲ့တော့ဆရာမအဲ့ဆိုရင်မြန်မာပြည်ကနေပို့ပေးလေဆိုတဲ့အချိန်ကျတော့ထုံးတဲ့တိုင်းပဲတီးရတဲ့တိုင်းပဲမြန်မာပြည်ကနေဆိုပြီးတော့လေလှမ်းပို့တဲ့အချိန်ကျရင်ဆိုရင်အဲဒါဝေးတယ်အနည်းဆုံးကတော့တစ်ပတ်လောက်တော့ဆောင်းရတဲ့အနေထားမှာရှိတယ်အမြန်ဆုံးဆိုရင်တော့မှပေါ့နော်အဲ့တော့ ဆေးပို့ပေးလိုက်ရင်လည်းဟိုဘက်မှာပြည်တွေအကြီးအကြီးဖြစ်နေတဲ့နေသားမှာလေဆေးပို့ရင်တောင်မှတော်တော်နောက်ကျနေပြီအဲ့တော့သူ့အတွက်ကအမြန်ဆုံးနေသားတည်ချက်ချင်းအဲ့ဒီဆေးကောင်ပြန်တော့ပြီးတော့ဒီလိုဖြစ်နေပါတယ်ကျွန်တော်ဘာလုပ်ရမလဲဆိုပြီးတော့ဟိုဆက်သွယ်နိုင်ပြီးတော့ action ဆယူနိုင်မယ်ကုသမှုချက်ချင်းလုပ်ပေးနိုင်မယ်အဲ့ဒီဆေးကောင်မပြန်တော့ပါဆိုတော့အဲဒီဗီဒီယိုကိုဒေါက်တာမြောက်ဝေဂျင်နာကလေအမြင်နဲ့လှလာမယ်ဆိုတာကိုပဲမတွင်းနဲ့အာ complication က ကိစ္စတိုင်းမှာနေရာတိုင်းမှာရှိတယ်ဆိုတာကိုထည့်သွင်းပါပြီးတော့မလုတ်ခင်ကလေးကငါဘာတွေ complication ရနိုင်လဲဆိုတာကိုလည်းမေးပါ ဒါတော့ဒါတော့စေကမ်းမှာအရင်တုန်းကအမြင်နဲ့ဒါတီစေကမ်းထိုင်ခဲ့ကလေးကတော့ဒါတော့အမြင်ပြောတယ်စေကမ်းထိုင်ခဲ့တုန်းကပေါ့နော်အဲ့ဒီအာဘာလို့အာဘာဖြစ်စီတာဘာညာအကောလုံးကောင်းဆက်ဖောင်တွေနဲ့ရေးအဲဒီလက်မှတ်ထိုးကိုင်းအဲ့လိုမျိုးဟာတယ်အဲ patient ကလုံးဝဒီစိတ်ကျေနပ်သွားတယ်100%စိတ်ကျေနပ်သွားပြီဆိုတဲ့အချိန်ကြမှာသူ့ဘာသူ okay လုံးမယ်ထေချာတယ်ဆိုတဲ့အနေထားအဲတခုကြာမှာဒါတို့စပြီးတော့ treatment နေစပြီးလုပ်တဲ့အနေထားပေါ့အဲ့တော့အာဒါက အဲတည်စီချင်တာကလေကိုကမမေးတက်ဘူးဆိုရင်တော့မလေစိတ်ကမသွားခင်မှာငါဘာကြောက်လဲဘာဖြစ်မှအောင်ကြောက်လဲအခုငါထွေးမဲ့သွားလို့မယ်အပြင်မှာငါဘာဖြစ်မှအောင်တော့ကြောက်တယ်ဆိုတော့ကြောက်စိတ်တွေအကုန်လုံးကိုချရည်အဲ့ဒီကြောက်စိတ်တွေကိုပဲအဲ့ဒီ consultation လုပ်တဲ့အချိန်မှာဒါတွေဖြစ်နိုင်လားဒါတွေဖြစ်နိုင်လားဒါတွေဖြစ်နိုင်လားတခုချင်းစီ ਉਹ ပဲမိပါသူတို့ဘက်ကနေပြောပြန်ဖြေပေးပါလိမ့်မယ်ဆိုတော့အဲ့ဒီဟာလေးသွားပါအဲ့တော့ဒီဗီဒီယိုမှာကတချို့ ပြင်ပမှာဒီအလားပါကုထုံးတွေကိုလုတ်ချင်တယ်ဒီလိုမျိုးထူးသဖြင့်ဘိုတော့ဆိုလာကျိုးတွေထိုးချင်တဲ့လူတွေတို့တော့အများကြီးကျိုးရှိမယ်လို့ထင်တယ်မနေ့အကြမ်းမှတစ်ခါလုတ်တာအမြင်နဲ့လုတ်တွေလည်းမရှိဘူးရှိတစ်ခါလုတ်ချင်တဲ့ဟာလေးတွေတက်တီအများကြီးစုပြီးတော့ငွေစုပြီးတော့သွားတဲ့လူတွေတို့ကိုဒါဒါဟိုစင်စာမဲ့ point လေးတွေကိုဒေါက်တာထည့်ပြောတာဖြစ်တယ်ဆိုတော့မလုံနဲ့လို့ပြောမှမဟုတ်ပြောလုတ်ပါဒါပေမဲ့ဒေါက်တာအခုပြောတဲ့အချက်တွေအကုန်လုံးပါတဲ့ချိန်စင်စာပြီးမှသာနိုင်ရင်အကောင်းဆုံးစည်းကမ်းကိုရွေးချယ်ပြီးတော့သွားပါ ဆိုတော့ consolidation အကောင်းဆုံးလုပ်ခဲ့ပါဒီ video အများကြီးကြည့်ရှိမယ်လို့မျှော်လင့်ပါတယ်